ီရန်ဆာဂျူနဲ့ဘလောဝေကိုဒိုင်းရဲ့အလဲအထက်လှုပ်ဖို့အတွက်ဂျူနဲ့အသင်းနဲ့မိုင်းနာနဲ့အသင်းတို့ဆွေးနွေးလျက်ရှိနေမိုင်းနာနဲ့အသင်းနဲ့ဂျူနဲ့အသင်းတို့ဟာဘလောဝေနဲ့ဂျီရန်ဆာဂျူတို့ကိုဒိုင်းရဲ့အလဲအထက်လှုပ်ဖို့အတွက်ဆွေးနွေးနေတယ်လို့သိရှိရပါတယ်မိုင်းရနဲ့အသင်းကပြည်ရဲ့ရာသီတုန်းကချဲစီအသင်းကိုအငှားနဲ့တွားကစားစီခဲ့တဲ့အင်္ဂလန်တောင်ပံဇာမကြီးရန်ဆန်ချိုကိုရောင်းချလိုနေတာဖြစ်ပြီးဂျိုရက်အသင်းကလည်းဘလောဝိကိုရောင်းချလိုနေတယ်လို့သိရှိရပါတယ်။ ဒီရန်ဆန်ဂျူရီနဲ့ဂျူဂနန်အသင်းကိုပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင်တော့လောကလာဆောင်အနေနဲ့ရှော့ယူရဖို့ရှိပါလိမ့်အီတလီစီးရီထိုင်သိမ်းလည်းက2023နှစ်နဲ့2024ခုနှစ်တွေတုန်းကဂျီရန်ဆန်ဂျူကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့အပြောင်းရွှေ့ဖြစ်မြောက်အောင်မြင်အောင်လုံဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးဒါပေမဲ့ဂျီရန်ဆန်ဂျူရဲ့အေဂျင့်တွေကတော့ဂျူဂနန်အသင်းရဲ့တာဝန်ရှိသူတွေနဲ့ထိတွေ့မှုတွေရှိနေစေဖြစ်လို့ဥဆောင်မကိုယ်တိုင်ကလည်းဂျူဂနန်အသင်းကိုပြောင်းရွှေ့ဖို့အတွက်စိတ်ဝင်စားနေတယ်လို့သိရပါလိမ့် ဆန်ဂျူနဲ့ဘလောက်ဘေးနေအောင်စလုံးရဲ့စာချုပ်မှာ2026ခုနှစ်မှာကုံဆုံးမှာဖြစ်ပြီးသူတို့ရဲ့အနာဂတ်ကမရေမရာဖြစ်နေတာလည်းပဲဖြစ်ပါလိမ့်ဂျပန်နိုင်ငံကဘလောက်ဝေးကိုစာချုပ်တွေချုပ်ဆိုလိုနေပေမဲ့ကစားမဘက်ကလောကလာစာမြန်မာစွာတောင်းဆိုလာမှုကြောင့်စာချုပ်တွေချုပ်ဆိုရေးခက်ခဲနေတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ဂျပန်နိုင်ငံကလာမယ့်နှစ်နွေရာသီမှာလှုပ်ပြောင်းရွှေ့ချင်တဲ့လက်လွတ်ရနိုင်မဲ့ဘလောက်ဝေးကို သူတို့အခုအရာဒီမှာပဲစံချိုနဲ့အလဲထက်လို့ဖို့စဉ်းစားနေတာလေးပဲဖြစ်ပါလိမ့်။နောက်တစ်ပတ်မှလည်းရတရအသင်းကဂျီတန်စံချိုကိုရောင်းချလိုနေပြီးတော့အတန်းစင်မှုတအူရှာဖွေနေတာလေးပဲဖြစ်ပါလိမ့်။စံကြောတော့နောက်24နောက်25ဘလုံးရာဒီတော့ကချဲသေးသေးမှငားတဲ့သွားကစားစဉ်အတွင်း52ပွဲစားခဲ့ရမှာငားကိုသွင်းပြီးစဲချိန်ဖန်နေမှုပြုလုပ်ပေးပြီးတော့ယူရိုဘောကွန်ဖရင့်လိဖလာဆုခုရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘလော့ဘီကလည်းဂျူနာသိန်းတို့43ပွဲစားခဲ့ရမှာ16ကိုသွင်းပြီးငားကိုဖန်နေမှုပြုလုပ်ပေးနိုင်ခဲ့ပါလိမ့်။ အမေရိကန်တို့ဒုတိယအကြိမ်ပေါင်သန်း60နဲ့ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ Man United မန်ချက်စတာနဲ့တရားသင်းကအမေရိကန်ကိုခေါ်ယူနိုင်ရေးအတွက်ဒုတိယအကြိမ်ကမ်းလှမ်းမှုအနေနဲ့ပေါင်သန်း60နဲ့ကမ်းလှမ်းလိုက်ပြီဖြစ်ပါလိမ့်ယူရိုတင်ကပြည်ရာဒီကကင်မရွန်တောင်မန်ဇာမာကိုခေါ်ယူနိုင်ရီပေါင်55သန်းနဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့ရမှာဘရမ်ဘိုအသင်းကပယ်ချခဲ့ခြင်းခံခဲ့ရပါတယ်။အမှုမှုကိုဘရမ်ဘိုနီးပြဟောင်းဖြစ်တဲ့တောမတ်စ်ဖန်ကန်တွင်နေတဲ့တော်လန်ဟော့စပါအသင်းကလည်းခေါ်ယူလိုနေတာလည်းပဲဖြစ်ပါတယ်။ဇေယျာတပည့်ပေါင်ထုတ်ဖို့ကြံစီနေတာလည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့အဘူမူကိုနိုင်ကအီရတ်တဲ့အသင်းကိုပဲပြောင်းရွှေ့လို့ကြောင်းသူကပြည်တဲ့အစောပိုင်းတုန်းကဖွင့်ဟပြောဆိုထောက်ထားလည်းပဲဖြစ်ပါလေ။နေပြည်တော်ကလည်းပြည်တဲ့ရာဇုံကပရီးမီးယားလိမှာ44ဂိုးတဲ့သာတွင်းယူနိုင်ခဲ့ပြီးတဲ့နောက်တက်စစ်အင်အားကိုဖြည့်တင်းလိုနေပြီးတော့အသက်25နှစ်အရွယ်တက်စစ်ဇာမားကိုအဓိကပြစ်မှတ်ထမ်းမှာပါဝင်နေတာလည်းပဲဖြစ်ပါလေ။ဒီရက်ကအဘူမူအတွက်ပရမအချိန်ကလန်ခဲ့စဉ်တုန်းကပေါင်45သန်းပလက် ပေါင်၁၀တန်းဆိုပြီးတော့ပထမအကြိမ်ကလန့်ခဲ့တာဖြစ်ပါတယ်ဒီကလန့်မှုကိုပယ်ချခဲ့ပြီးအခုယူရိုက်တက်အသင်းကဒုတိယအကြိမ်ပေါင်တန်း၆၀နဲ့တိုးမြင့်ကလန့်လာခဲ့တာဖြစ်ပါတယ်ယူရိုက်တက်ကလာမဲ့ဇူလိုင်လ9ရက်နေ့မှာရာသီဥတုလေးကြိမ်ခန်းပြင်ဆင်မှုတွေမတိုင်ခင်အမှုမှုကိုခေါ်ယူလိုနေတယ်လို့သိရပါတယ်ရတဲ့ကအခုဒီအသည်မှာပထမဆုံးအကြိမ်ခေါ်ယူမှုအဖြစ်ကိုသိင်းရဲ့တောင်မန်တက်စစ်ဇာမကွန်ညာကိုပေါင်60နဲ့ဒသမ5တန်းနဲ့ခေါ်ယူထားပြီးပြီလည်းပဲဖြစ်ပါလိမ့် ။လောက်ဒေါင်းနေမလားဆိုတော့မဟုတ်ပါဘူး။ယူနိုက်တက်အသင်းကချဲစီအသင်းကထွက်ခွာလိုနေတဲ့ပြင်သစ်တင်းရဲ့တန်းစစ်ဇာမာအန်ကူကူကိုခေါ်ယူနိုင်ရေးဆွေးနွေးနေတယ်လို့လည်းသိရှိရပါတယ်။နေပြည်တော်ကပြည်တဲ့ဇန်နဝါရီလတုန်းကအန်ကူကိုခေါ်ယူရေးချိုးပန်ခဲ့ဦးတာလည်းပဲဖြစ်ပါတယ်။အန်ကူကတော့ချဲစီအသင်းမှာပုံမှန်ပွဲထွက်ခွင့်မရနိုင်မှုကြောင့်အခုနွေရာသီမှာထွက်ခွာလိုနေသူတယောက်ဖြစ်ပြီးအေဂျင့်ကနေတဲ့စင်အသင်းပြောင်းရွှေ့ခွင့်ရရှိရေးချဲစီအသင်းကိုဖိအားပေးနေသူလည်းပဲဖြစ်ပါတယ်။ ။အန်ကန်ကအခြေစွမ်းပြသနေပေမဲ့ပုံမှန်ဘက်ထွက်ခွင့်မရရှိမှုကြောင့်အသိအပြောင်းရွှေ့လုံနေတာလည်းပဲဖြစ်ပါလေ။နောက်ချက်သေးတဲ့ငါ Wish ကတက်စစ်ဇာမဒီလက်ကိုခေါ်ယူထားပြီးတဲ့နောက်အန်ကူကူရဲ့အနာဂတ်ကမရေမရာဖြစ်နေတာလည်းပဲဖြစ်ပါလေ။ရတဲ့ကအခုနေရာဒီမှာတက်စစ်ဇာမတွေဖြစ်ကြတဲ့ market rashbot ကာနာရှိုနောက်နေတွေကိုရောင်းချပြီးတော့တက်စစ်ဇာမခုယူအင်အားဖြည့်တင်းလာမှလည်းပဲဖြစ်ပါလေ။ဒါကြောင့်လည်းနေပြအမေရိကကိုညာအပြင်နောက်ထပ်အ ਨੇ စုံတက်စစ်ဇာမ၂ယောက်ခုယူလာအောင်မှလည်းပဲဖြစ်ပါလေ။ အော်စနယ်ကရောင်းစင်းတင်ထားတဲ့မာလင်လယ်လီကိုခေါ်ယူနိုင်ဖို့အတွက်စိတ်ဝင်စားနေတဲ့ဘိုင်ယန်မြို့နယ်ဘိုင်ယန်နယ်ကအော်စနယ်တင်းရဲ့တော်မန်ဒက်ဆိတ်ဇာမာဂါဘရီယယ်မာတင်နယ်လီကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့သိရှိရပါတယ်။အော်စနယ်တင်းရဲ့တာဝန်ရှိတွေကတော့အခုနေရာဒီမှာဘရာဇီးလယ်ဝစ်ဂျန်ဒက်ဆိတ်ဇာမာအတွဲကမ်းလှမ်းမှုတွေကိုလက်ခံစဉ်းစားဖို့တကားဖွင့်ပြီးထားတာလည်းပဲဖြစ်ပါတယ်။ဘိုင်ယန်နယ်တင်းကလည်းအခုနေရာဒီမှာဒက်ဆိတ်ကိုအင်အားဖြည့်တင်းမှုစီစဉ်နေပြီးမာတင်နယ်လီကိုပြင်မဲ့ထားလာခဲ့တာလည်းပဲဖြစ်ပါတယ်။ ဘိုင်မနီတရတောင်ရှိတဲ့ကောင်အသက်24နှစ်အရွယ်တဆိတ်မှုကိုခေါ်ယူနိုင်ရဲ့အတွေ့ပြည့်မှတ်ထားနေတာလေးပဲဖြစ်ပါလိမ့်။ဘိုင်မနီတရတဆိတ်တွေထဲမှာဘီဘောင်အသင်းရဲ့စတာဝီလီယံလည်းပါဝင်ခဲ့ပေမဲ့စပိန်စတာကတော့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့အလားအလာများနေတာလေးပဲဖြစ်ပါလိမ့်။နောက်သူတို့ကလေဘောအသင်းရဲ့လူးစ်တီရဲ့ဂါဘိုနဲ့ဒေါ်မွန်အသင်းမှအင်္ဂလန်တောင်ပံဇာမာဂျေမီဂရန်တို့ကိုလည်းပြည့်မှတ်ထားနေသေးတာလေးပဲဖြစ်ပါလိမ့်။ အော်စတြေးလျကတော့အသင်းရဲ့လောကလောက်စာအသုံးစိတ်ကို66နိုင်ဖို့အတွင်အသင်းမှာရှိတဲ့ဇာမအချို့ကို ရှင်းလင်းလာမှလည်းပဲဖြစ်ပါလေ။နောက်မာဒီနယ်လီအပြင်ဇင်ချန်ကိုနယ်စင် KVR Fabio Vieira နဲ့ကွန်ဂါတို့ကိုလည်းရောင်းချလာအောင်မှလည်းပဲဖြစ်ပါလေ။မာဒီနယ်လီကတော့2019ခုနှစ်မှာပေါင်5သန်းနဲ့အော်စတြေးလျအသင်းကို ရောင်းချလာသူလည်းပဲဖြစ်ပါလေ။သူအော်စတြေးလျအသင်းအတွက်225ပွဲစားထားရမှာ90ဂိုးသွင်းပြီး2ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။ နောက်စနေသည်နဲ့2029ခုနှစ်အထိနွေရာသီတိစာချုပ်တက်တန်းရှိနေသူလည်းပဲဖြစ်ပါလိမ့်။ဒီရသတင်းတွေရဲ့ဖော်ပြချက်အရအာဆင်အသင်းကမာဒီနယ်လီကိုပြောင်းရွှေ့ကြေးပေါင်သန်း90လောက်ရောက်ရှိလာမယ်ဆိုရင်တော့ရောင်းချလာမှာဖြစ်ကြောင်းသိရှိရပါလိမ့်။ယူရိုအသင်းကလည်းထွက်ခွာခွင့်ရရှိဖို့အတွက်လောကလာစာ30ရာခိုင်နှုန်းအထိချော့ယူလာဖို့အသင်ရှိနေတယ်အန်တိုနီအန်တိုနီကယူရိုအသင်းကလည်းထွက်ခွာနိုင်ရေးအတွက်ကလပ်အသင်းမှာလောကလာစာ30ရာခိုင်နှုန်းအထိချော့ယူဖို့အသင်ရှိနေကြောင်းသိရှိရပါတယ် ဘရာဇီးလပြည်ရှင်တောင်မန်ဇာမာက2022ခုနှစ်နွေရာသီမှာအီဂျာသင်းကနေပြောင်းရွှေ့ခြေပေါင်း85ဒဏ်ပြောင်းရွှေ့လာပြီးတဲ့နောက်အော်တိုဘုံမှာကောင်းဆုံးတောင်ထွက်နိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ဇက်တိုက်ဆိုလိုပဲရုံးကန်လာခဲ့ရသူလည်းပဲဖြစ်ပါလေ။သူဟာရွာတဲ့အသင်းအတွက်66ပဲဇာခဲ့ရမှာ79တဲ့သာတွင်းယူထားနိုင်သူလည်းပဲဖြစ်ပါလေ။ပြည်ရဲ့ရာဒီကနေပြမွန်ရောက်လာပြီးတဲ့နောက်ဇန်နဝါရီလမှာရီယယ်ဘတ်တီကိုအငှားနဲ့ပြောင်းရွှေ့ကစားခဲ့ရသူလည်းပဲဖြစ်ပါလိမ့် သူကစပိန်မှာရီယယ်ဘတ်တီအသင်းအတွက်အကောင်းဆုံးပုံစံပြန်လည်ရရှိလာပြီးတဲ့နောက်ကိုကိုသွင်းပြီး၅ချိန်ဖန်ပြီးပြီးတော့ Confrontly ဘောလူဘဲကိုလည်းပို့ဆောင်ပေးနိုင်ခဲ့သူလည်းပဲဖြစ်ပါလေ။ရက်ရက်ကအန်တိုနီကိုပေါင်32တန်းနဲ့ရောင်းချရန်အသင်းရှိနေပြီးတော့ကလပ်တွေများစွာကလည်းဆွေးနွေးမှုတွေပြုလုပ်နေတာလည်းပဲဖြစ်ပါလေ။ယမနီကမန်ချက်စတာညနေခင်းရဲ့ဖော်ပြချက်အရအန်တိုနီကိုယ်တိုင်ကလည်းရက်ရက်အသင်းကနေထွက်ခွာဖို့အတွက်ဆန္ဒပြမျှနေတယ်လို့သိရပြီးတော့ သူ့ရဲ့လောကလာစာပေါင်တသိန်းကိုချောက်ယူပြီးတော့လောကလာစာပေါင်တသိန်းခွဲနဲ့လည်းလေပြောင်းရွှေ့ဖို့အတွက်အသင်ရှိနေကြောင်းသိရှိရပါတယ်။ဒီလိုပဲအန်တိုနီဘက်ကလောကလာစာချောက်ယူလာမှုနဲ့အတူ Real Betis အနေနဲ့အစားမဟောင်းကိုခေါ်ယူနိုင်ရေးမျှော်လင့်ချက်ကပို့ပြီးတော့အားကောင်းလာခဲ့ပြီလို့ဆိုလို့ရမှလည်းဖြစ်ပါတယ်။အန်တိုနီယိုရော်ဒီယိုအသင်းနဲ့2029ခုနှစ်ဒီစာချုပ်ထုတ်ဆိုထားသူဖြစ်ပြီးသူ့ကိုစပိန်၊အီတလီ၊ဂျာမနီကလပ်တွေကလည်းစိတ်ဝင်စားနေတယ်လို့သိရှိရပါတယ်။ဆိုတော့ ောကလာစာ30ခန်းလုံးရှော့ယူဖို့အသင်ရှိနေတဲ့အန်တိုနီတယောက်ဘယ်ကိုပြောင်းရွှေ့မလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေပါလေ။နာပိုလီကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ဒါဝင်နူးနဲ့လမောင်းသိရဲ့လက်ဆက်ဇာမဒါဝင်နူးနဲ့ဟာတီလီစီးရီကလည်းနာပိုလီအသင်းစီကိုပြောင်းရွှေ့ဖို့အတွက်သဘောတူညီလိုက်ပြီးမီးစိန်ပြလိုက်ပြီးဖြစ်ကြောင်းသိရှိရပါလေ။ဒီရွေးနာဝရီအသင်းကပြောင်းရွှေ့ခြင်းကြီးမြင့်မဲ့ဒီပြောင်းရွှေ့တွေလဘောအသင်းရဲ့ဆွေးနွေးမှုတွေကိုအချိန်မြင့်လှုံ့ဆော်သွားတော့မှာလည်းဖြစ်ပါလေ အပြောင်းရွှေ့ကူရူဂျီဖရော့ဆီယိုရိုမာနိုရဲ့ပေါ်ပြချက်အရဒေါင်းနင်းနဲ့ဟာနေပြအန်တိုနီယိုကွန်နီယံပရောဂျက်ကိုသဘောကျပြီးတော့နာပိုလီကိုပြောင်းရွှေ့ဖို့အတွက်ကနိုးသဘောတူညီမှုပေးထားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဖရော့ဆီယိုရိုမာနိုကတော့နာပိုလီဘက်ကဒါဝင်ရဲ့ OK ကိုရထားပြီးလို့ယုံကြည်နေပါတယ်ဆိုပြီးတော့ဖွင့်အောင်ပြောဆိုသွားတာလည်းပဲဖြစ်ပါတယ်။ဒေါင်းနင်းဘက်ကသဘောတူညီမှုပေးထားပေမဲ့ဒီအပြောင်းအရွှေ့အားငွေကြေးပိုင်းဆိုင်ရာအချက်အလက်ပေါ်မှာမူတည်နေတာလည်းပဲဖြစ်ပါလိမ့်။ ။သဘောတင်းကသူတို့ရဲ့ကလပ်စံချိန်တွေပြောင်းရွှေ့ခြင်းရှင်ပေါင်85သန်းခေါ်ယူထားတဲ့ Uruguay ဆင်မှုအတွက်ပြောင်းရွှေ့ခြင်းအများအပြားပြန်လည်ရရှိလိုနေတာလည်းပဲဖြစ်ပါလေ။အပြင်နောက်နေ့ရဲ့မြန်မာနဲ့လောကလာဆောင်တို့လည်းအဓိကကြတဲ့အကြောင်းအရာတစ်ခုဖြစ်နေတယ်လို့လည်းရိုမာတို့ကတုံ့တက်ပြောဆိုပါလေ။လောဘဘကသူတို့သုံးဆွဲထားခဲ့တဲ့ပေါင်85သန်းလုံးပြန်ရဖို့မဖြစ်နိုင်ပေမဲ့အတင်းတွေအရှုံးနည်းဆုံးဖြစ်အောင်တတ်နိုင်တော့အကျိုးစားသွားမှာလည်းပဲဖြစ်ပါလိမ့်။လောဘတင်းကတော့နေပြအောင်ဒီစတော့ရဲ့လက်ထက်အရေးကြီးအစီအစဉ်မှာဒေါင်းလင်းတော့ကိုအဓိကတက်စစ်မှုအဖြစ် မမြင်တော့တာအကြောင်းဒီနေရာဒီမှာသူ့ကိုရောင်းထုတ်ဖို့ဆုံးဖြတ်ချက်ချခဲ့တာလည်းပဲဖြစ်ပါလေ။နောက်တစ်ချိန်ထဲမှာပဲ sorry လက်တွေကလည်း downlink တွေကိုစိတ်ဝင်စားနေတာကြောင့်ညှိနှိုင်းမှုတွေမှာလဘဘူးတင်တွေအသာစီရစေနိုင်ပြီးတော့ပြောင်းရွှေ့ခြင်းပုံမူတောင်းဆိုလာနိုင်မဲ့အခြေအနေလည်းပဲရှိပါလေ။တောင်လင်းတော်ကနိုင်ငံလဲဆော်ရီကိုပြောင်းရွှေ့မဲ့အစာဥတော်ပါမှာပဲဆက်လက်ကစားလုပ်နေပြီးတော့အီတလီဒါမှမဟုတ်စပိန်ကိုဦးစားပေးမယ်လို့သိရှိရပါတယ်။ ။နေပြည်တော်ကနေနာဝရီအသင်းကတော့ဒီကောက်တက်စစ်ဇာမောင်းအိုစင်မန်တင်းကလေးထွက်ခွာဖို့တည်ရတော့ရှိနေတာကြောင့်တောင်လင်းနဲ့အတွက်ဒီကောက်ဇာမောင်းဖြစ်လာမဲ့အခွင့်ရေးကောင်တစ်ခုလည်းပဲဖြစ်ပါလိမ့်။နာဝရီသိန်းကတော့မန်စီတင်းကွလင်ပိုချိုးဖြစ်တဲ့ကဲမဲဒီဝိုင်းနောက်ကိုလည်းခေါ်ယူထားပြီးပြီလည်းပဲဖြစ်ပါလေ။ကူဒေါင်းလင်းနာကရောက်လာခဲ့မဲ့ဆိုရင်တော့လူကာကူမတ်တိုမီနီတို့ရှိနေတဲ့ပြီးတဲ့ချန်ပီယံနာဝရီအသင်းတွေတော့ပုံမှုအကောင့်လာနိုင်တယ်လို့ဆိုလို့ရပါလေ။ဒေါင်းလင်းနာရဲ့နာဝရီအပြောင်းအရွှေ့ကတော့ဘလို့ဖြစ်လာမလဲဆိုတာကလည်းဆက်လက်စောင့်ကြည့်ရမှလည်းပဲဖြစ်ပါလေ။ ျေးဇူးတင်ပါတယ်ဘဲတဲ့များလို့ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ